လီဇာတဲ့အစ္စလမ်တဒနာဝမြခင်ဗျကျွန်တော်အခုဖတ်လိုက်တဲ့တရားဝတ်လို့လိုက်တဲ့အာယတ်ဟာဆူရတုန်နူရ်ဆူရတုန်နူရ်ရဲ့အာယတ်နံပါတ်37ဖြစ်တယ်ဒီအာယတ်တော်ထဲမှာအထူးသဖြင့်ဒီဆူရာထဲမှာဒီဆူရတုန်နူဆိုတဲ့ဒီဆူရာထဲမှာအလောရှင်မြတ်ဟာကျွန်တော်တို့မွတ်စလမန်တွေအတွက်မွတ်စလမန်အမျိုးသားတွေအတွက်အမျိုးသမီးတွေအတွက် အစ္စလာဟိမူအာရှရာနဲ့ပတ်သက်ပြီးတော့တင်ပြထားတယ်အစ္စလာဟိမူအာရှရာမူအာရှရာဆိုတာဘာလဲဆိုတော့လူမှုဆက်ဆံရေးအခမ်းအနားဖြစ်တယ်လူမှုဆက်ဆံရေးအခမ်းအနားနဲ့ပတ်သက်ပြီးတော့ဒီကျမ်းစာကုရ်အန်အာယတ်တော်ကနေပြီးတော့တင်ပြထားတော့ကိုတွေ့ရတယ်အဲ့တော့ဘလူမူအာရှရာတွေကလူအများနဲ့ကုလူဆက်ဆံတဲ့ဒီအခမ်းအနားတွေမှာဘလူဆိုးကျိုးတွေရှိလဲရှောင်ရှားတင်လဲဘယ်အချက်တွေကိုရှောင်ရှားတင်လဲ ဆိုတာနဲ့ပတ်သက်ပြီးတော့လမ်းညွှန်ချက်ပေးထားတဲ့ကျွန်တော်ကိုယ်နဲ့အားတော်ဖြစ်တယ်။အဲ့တော့ဒီ दुनिया ကြီးမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အမျိုးအစားနှစ်ခုပဲရှိတယ်။အဖိုးအမျိုးအစားနဲ့အမအမျိုးအစားအမျိုးသားနဲ့အမျိုးသမီးဆိုပြီးတော့အခမ်းကဏ္ဍနှစ်ခုရှိတယ်။အဲ့တော့အမျိုးသားဟာလည်းအမျိုးသားအလျောက်သူ့ရဲ့ဆောင်းစည်းအပ်တဲ့ကိုချင်းတိတ်ခါဆောင်းစည်းအပ်တဲ့ အစ္စလာမ်ကကျွန်တော်တို့ကိုပြတဲ့ဆောင်းစည်းအပ်တဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့လိုက်နာခြင်းသုံးမယ်အဲ့လိုပဲအမျိုးသမီးတွေဟာလည်းအစ္စလာမ်ကပြတဲ့ဆောင်းစည်းအပ်တဲ့အချက်လက်များနဲ့ပတ်သက်ပြီးတော့ဆောင်းစည်းမယ်ဆောင်းထိန်မယ်လိုက်နာမယ်ဆိုလို့ရှိရင်ဒါဒီလူအဖွဲ့အစည်းနှစ်ခုအခြေအနေကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒုနယာကြီးလည်းအခြေအနေကောင်းနေမှာဖြစ်တယ်အဲ့တော့ဒီလူအဖွဲ့အစည်းနှစ်ခုအများစုလူတွေရဲ့မွာရှရာတွေဒီလူမှုဆက်ဆံရေးအခမ်းအနား ီလူသားတွေဟာအကျင့်စရိတ်တွေပြက်ပြားလာပြီးလိုင်းနံဆောင်ထင်းရမယ်အပိုင်းတွေမှာလိုင်းနံမှုဆောင်ထင်းမှု မရှိတော့ဘူးကျိုးလွန်မှုချိုးဖောက်မှုတွေပဲများလာမယ်ဆိုလို့ရှိရင်လွှမ်းမဘက်ကနေပြီးတော့ကျွန်တော်တို့ဘုံမှာမကောင်းတဲ့ size လာတွေပဲလာဖို့ရှိတယ်အဲ့တော့ဆောင်ထင်းအပ်တဲ့အရာတွေကို ဆောင်ထင်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က fighter တွေရှိတယ်အဲ့တော့အမျိုးသားဆိုရင်လည်းအမျိုးသားအလျောက်စီကံချက်တွေ ဆောင်းထင်းရမယ့်အချက်လက်တွေကျွန်တော်မျိုးကုရန်ကတင်ပြတယ်အမျိုးသမီးဆိုရင်လည်းအမျိုးသမီးနဲ့ပတ်သက်တဲ့ဆောင်းထင်းရမယ့်အချက်လက်တွေတင်ပြတယ်အဲ့ဒီအချက်လက်တွေထဲမှာမှာအချက်လက်တစ်ခုဟာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျက်လွှာနဲ့ပတ်သက်ပြီးလောရှင်မျက်ကကျွန်တော်တို့မွတ်စလင်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေဒီမျက်လွှာကိုအောက်ချလိုက်တယ်မျက်လွှာကိုထိန်းခိုင်းတယ်လောရှင်မျက်ဟာအတင်တို့ရဲ့မျက်နှာတွေကိုထိန်းပါ အမျိုးသားကိုလည်းဆုံးပါတယ်အတင်တို့အမျိုးသားတွေအတင်တို့ရဲ့မျက်လွာတွေကို ထိမ့်ပါတဆက်ထဲပြောတယ်အတင်တို့ရဲ့အရှိုက်အင်္ကာတွေကိုလည်းထိမ့်ပါအဲ့လိုပဲအမျိုးသမီးတွေကိုလည်းရှင်မကကျွန်တော်ကိုရနေအတော့ချပြီးတော့ဆုံးပါတယ်အတင်တို့အမျိုးသမီးတွေအနေနဲ့မျက်လွာကို ထိမ့်ပါတဆက်ထဲမှာလောက်ရှင်မကတင်ပြတယ်အတင်တို့အမျိုးသမီးတွေအနေနဲ့မိမိရဲ့အရှိုက်အင်္ကာတွေကိုလည်းထိမ့်ထိမ့်ပါဆိုပြီးတော့ကျွန်တော်ကိုရကတင်ပြအဲ့တော့ကျွန်တော်တို့အစ္စလာမ်တာဇနာရဲ့ရှူဒေါင်းရဲ့ တော်တော်ကြီးကျယ်တဲ့တော်တော်ကြီးလေးတဲ့အပြစ်ဂုဏကြီး၃မျိုးရှိတယ်တော်တော်ကြီးလေးတဲ့အပြစ်ဂုဏကြီး၃မျိုးရှိတယ်နံပါတ်1ရှ िर्क ရှ िर्क လုပ်ခြင်းအလောင်းရှင်မြတ်နဲ့တူပနိုင်ရှင်ခြင်းရှ िर्क လုပ်ခြင်းနံပါတ်1ဒါဂုဏအကြီးတွေထဲမှာပါတယ်နံပါတ်2လူတယောက်ကိုအကြောင်းနဲ့မတရားတပ်ဖြတ်ခြင်းလူတယောက်ကိုတဦးတယောက်ကိုအကြောင်းနဲ့မတရားတပ်ဖြတ်တပ်ဖြတ်လိုက်ခြင်း ါဒီဘုနာကပီရာအကြီးတွေထဲမှာပါတယ်နံပါတ်1နံပါတ်3ေနာကျူးလွန်ခြင်းဒီအချက်၃ချက်ဒီကျွန်တော်တို့အစ္စလာမ်သာသနာရဲ့ရှုထောင့်ရတော်တော်ကြီးတဲ့ဘုနာကပီရာအကြီးကြီးတွေထဲမှာပါတယ်အဲ့လိုပဲအီဘာဒူရာဟ်မန်လို့ခေါ်တဲ့အလုရှမဘက်ကနေပြီးတော့တီးတန့်ရွေးချယ်ခြင်းခံထားရတဲ့တီးတန့်အရွေးချယ်ခံပုံပုံများအလုရှမရဲ့ချစ်တဲ့နှိမ့်သက်တဲ့ပုံပုံများ အဲ့ဒီလိုပုံကိုတွေရဲ့အရေးအချင်း၁၁ခုကိုကျမ်းစာကုရ်အာန်မှာတင်ပြတယ်။အရေးအချင်း၁၁ခုအလောရှင်မြတ်ချစ်တယ်အလောရှင်မြတ်ရဲ့တီးတန့်အထူးရွေးချယ်ခြင်းခံရတဲ့ပုံကိုတွေအိဘာဒူရဟ်မန်လို့ခေါ်တဲ့ဒီဒီလိုပုံကိုကြီးတွေရဲ့အရေးအချင်း၁၁ခုကိုကျမ်းစာကုရ်အာန်မှာတင်ပြတယ်။အဲ့ဒီ၁၁ခုလုံးကိုကျွန်တော်တို့ပြန်လည်ခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင်စောင့်ထိန်ရမယ့်အပိုင်းရှိရမယ့်အပိုင်းမိမိတို့ရဲ့ဒီဇင်တကြီးတွေမှာတုတ်တွင်းရမယ့်အပိုင်းလည်းရှိသလို ရှောင်ကျင်ရမယ့်အပိုင်းဆိုပြီးနှစ်ပိုင်းရှိအဲဒီရှောင်ကျင်ရမယ့်အပိုင်းထဲမှာအချက်၃ချက်အနေနဲ့ဒီအချက်၃ချက်ကိုပဲပြန်လည်တင်ပြထားတာတွေ့ရတယ်ပထမတစ်ချက်ကဗာလေဝလာယဒူနာအီလာဟန်အခရအလောရှိမင်းမအပအခြားအရာတွေကိုတာတာတာမျိုးမလုပ်ဘူးအလောရှိမင်းမလွဲပြီးတခြားအရာတစ်ခုခုကိုတာတာတာမျိုးခေခေါ်ရာမျိုးမလုပ်ဘူးဆိုလိုတာကရှရစ်မလုပ်ဘူးနံပါတ်1နံပါတ် ولا يقتلون النفس التي حرم الله الا بالحق အလောရှင်မြတ်က haram အဖြစ်သတ်မှတ်ထားတဲ့အရာတွေဆိုလိုတာကအလောရှင်မြတ်ကမတတ်နိုင်လို့တားမြစ်ထားတဲ့သူတွေနဲ့ပတ်သက်ပြီးဒီလူကမတရားသဖြင့်တတ်ဖြတ်လိုက်တာမျိုးမလုပ်ဘူးအလောရှင်မြတ်ကမတတ်နိုင်လို့တားမြစ်ထားသောသူများအဲ့ဒီသူများကိုသူပကံနေသူ မတရားသဖြင့်တတ်ဖြတ်လိုက်တာမျိုး မပြုတ်လောက်ကြဘူးတဲ့ဘသူတွေလဲအိဘာဒူရာဟ်မန်လို့ခေါ်တဲ့အလရှ်မဘက်ကနေပြီးတော့အထူးရွေးချယ်ထားတဲ့ပုံကိုများနော်ဒီကျွန်တော်ကကုရ်အာန်အာယတ်အတွက်ကျွန်တော်တို့ဘာတည်ရလဲအလရှ်မကတားမြစ်ထားတဲ့မတက်နယ်လို့တားမြစ်ထားတဲ့ဒီပုံကိုများဘသူတွေလဲမု슬မန်မု슬မန်အချင်းချင်းမတရားတဲ့ဖြစ်အနိုင်ကျင့်ပြီးတော့တပ်ဖြတ်တာမျိုးမလုပ်ရဘူးနော်အဲ့လိုပဲဒီမုဆလမန်နိုင်ငံမှာ tax pay ပြီးနေတယ်နော်ခိုးလုံပြီးနေတဲ့ကာဖာ တွင်ဖြစ်လင့်ကစားမွ슬မန်နိုင်ငံထဲမှာပဲမွ슬မန်ရဲ့အုပ်ချုပ်မှုအောက်မှာပဲကာဖာတွေပဲအစ္စလာမ်ကိုလက်မခံဘူးဒါပေမဲ့နိုင်ငံသားအဖြစ်နဲ့နေတဲ့ပုံကူများသူတို့ကိုလည်းမတရားတပြက်လို့မရဘူးဒါအစ္စလာမ်နိုင်ငံမှာအစ္စလာမ်ရဲ့ဥပဒေအစ္စလာမ်နိုင်ငံဆိုရင်မဲဟာငါနဲ့လူမျိုးမတူဘာသာမတူဘူးဆိုပြီးတော့လိုက်ပြီးတော့တပြက်ခွင့်လုံးဝမရှိဘူးဒါအစ္စလာမ်ကကျွန်တော်တို့ကိုကျွန်တော်ကုရ်အန်ကကျွန်တော်တို့အစ္စလာမ်အတွက်ချမှတ်ထားတဲ့စီကံပဲ အဲ့တော့အနောက်မှာဆက်တင်ပြတဲ့အီလာဘီလ်ဟောက်တကယ်လို့ဟတ်တောက်ခွင့်ရှိတဲ့လူဆိုရင်တော့ဒါတတ်လို့ရတယ်ဥပမာဂျီဟာဒ်ဂျီဟာဒ်လုပ်ပြီးဆိုမှတော့ဒါကိုအစ္စလာမ်ကိုစော်ကားလို့ဒီဂျီဟာဒ်ရဲ့ဟိကမတ်တွေနဲ့ပတ်သက်ပြီးအင်ရှာလာကျွန်တော်နောက်ဘက်ဒီမှာနောက်ဘက်နောက်ဘက်ဒီမှာအင်ရှာလာဂျီဟာဒ်ဒီကျွန်တော်တို့ society အတွက်လူရဲ့လူပုံဝင်ခြင်းအတွက်ကိုကောင်းတဲ့ကောင်းကျိုးဖြစ်စေတာလားဆိုးကျိုးဖြစ်စေတာလားဒါနဲ့ပတ်သက်ပြီးအင်ရှာလာ သုံးသက်တင်ပြပါမယ်အဲ့တော့ဒီဂျီဟာဒ်နဲ့ပတ်သက်ပြီးတော့ဒါတော့ဘယ်မဇဟဘ်ဘယ်ဘာသာဘယ်သာသနာဘယ်လူမျိုးဘလို့အတန်းစားကမဆိုလက်ခံပြီးသားပဲမိမိကိုယံလာမှုတယ်မိမိရဲ့အသက်ကိုလာပြီးတော့ဒုက္ခပေးတယ်ဆိုရင်ပြန်လဲခုခံကာကွယ်ခွင့်ရှိတယ်လိုအပ်ရင်အင်တာမလုပ်ခွင့်ရှိတယ်ဒါကဘလို့အစင့်ပုံကလူတန်းစားပဲဖြစ်ဖြစ်ဘလို့ဘာသာဝင်တွေပဲဖြစ်ဖြစ်ဘလို့နိုင်ငံဖြစ်ဖြစ် ဘလို့ယဉ်ကျေးမှုအပေါ်မှာအခြေခံပြီးတော့တည်ထောင်ထားတဲ့လူမျိုးစုဖြစ်ဖြစ်အားလုံးကဒါလက်ခံပြီးသားအချက်တစ်ခုပဲအဲ့တော့ဂျီဟာဒ်မှာကတော့ဒါတည်ရင်ဆော့ဒေါင်းရအောင်ပါအဲ့လိုပဲလူတယောက်ကိုမတရားတစ်ဖြစ်တက်လိုက်တယ်မတရားတစ်ဖြစ်တက်လိုက်တယ်အဲ့ဒီလူတတ်တမာကိုတေဆော့စ်လို့ခေါ်တယ်အစ္စလာမ်နိုင်ငံမှာဆိုသူ့ကိုပြန်တက်လို့ရတယ်သူ့ကိုပြန်တက်လို့ရတယ်အဲ့ဒီအချိန်တွေမှာပြန်တက်လို့ရတယ်အဲ့လိုပဲအစ္စလာမ်နိုင်ငံမှာမူရတက်ဖြစ်သွားတဲ့အမျိုးသားကိုတက်ခွင့်ရှိတယ်အစ္စလာမ်နိုင်ငံမှာ အစ္စလာမ်နဲ့ကိုဝင်လာဖို့အတွက်ကိုဘယ်သူမှအတင်းကောအာရမကောမရှိဘူးအစ္စလာမ်နိုင်ငံမှာပဲကာဖာဘဝနဲ့ပဲနေခွင့်ရှိတယ်နိုင်ငံသားဖြစ်နေနေလို့ရတယ်ဒါပေမဲ့အစ္စလာမ်နဲ့ကိုဝင်လာပြီးဗဒနာမလုပ်ဖို့ညစ်နေဆိုလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာမရှင်းသောဒီစောဒကများကိုဖြေပေးဖို့စူးစမ်းရမယ်နံပါတ်1ချေလမ်းအဲ့ဒီနောက်ပိုင်းမှာသူ့ကိုသုံးရက်တိတိစောင့်ကြည့်ရမယ်ဒါအစ္စလာမ်ကိုတမင်တကာတိတ်ခါချဖို့လားဒါစော်ကားဖို့လားစသဖြင့် အရာဒီကိုတုံးသက်ပြီးရင်အစ္စလာမ်နိုင်ငံရဲ့ဒီကာစီတရားသူကြီးပေါ်မှာပဲတဲ့အခြေခံနဲ့သူကိုတက်ခွင့်ရှိတယ်အမျိုးသမီးဆိုရင်တော့ဒါဖစ်တနာရဲ့အန်ဒေရှာမရှိဘူးဖစ်တနာကိုမစိုးရင်ရတဲ့အတွက်ကိုဟိုအရင်ဥပဒေကပေါ့အခုကျွန်တော်ဒီခေတ်ဆိုရင်အမျိုးသမီးတွေကပိုလောင်မစိုးဘူးလားအမျိုးသမီးဆိုရင်အမျိုးသမီးဆိုတဲ့ခေါင်းစဉ်အောက်မှာမျက်ရည်ချူပြမယ် public မှာတက်ပြီးတော့ပိုလောင်စိုးသေးတယ်ဒါတော့သူ့ရဲ့အခြေအနေအာကမ်ကဒီပေါ်မှာမူတည်ပြီးတော့အာကမ်နေကွဲသွားမှာပဲ ဲ့လိုပဲရှာဒီရှူတာအစ္စလမ်ဘာသာဝင်တူဖြစ်တယ်ရှာဒီရှူတာရှာဒီလုပ်ထားတဲ့လူလည်းဖြစ်တယ်နေကာရှိတယ်နေကာကြီးဇနီးမယားကြီးငုတ်တုတ်ရှိပါလျက်နဲ့တခြားသူကိုဇင်နာလုပ်ခြင်းသူကိုအစ္စလမ်သာသနာတော်ကဘာအပြစ်ပေးလဲခဲပေါက်ပြီးတော့တတ်လို့ရတယ်တတ်လို့ရတယ်အဲ့ဒီလူတွေမှာအပအဲ့လိုတတ်တဲ့နဲ့တတ်လို့မဲ့အပြစ်ကျူးလွန်ထားတာမဟုတ်ဘဲနဲ့မတရားတဲ့ဖြစ်တပ်ဖြတ်မှုမျိုးမပြုလို့ရဘူး اراضی چیلی رے گناہ پھر رے الو بے جنم قرآن کا ٹیم یارے وَلَا يَزْنُونَ اری اللہ چھٹے اللہ شمیہ عباد الرحمن لو خورے اللہ شمیہ بگا نبی رو تیتا ہی ویچھے رارے توری مشیر ایئے چھے وَلَا يَزْنُونَ اری دورے گا زینا لے مپیلو جا بور جنم قرآن کا ٹیم یارے شیسا ٹیم یارے وَمَنْ يَفْعَلْ ذَلِكَ يَلْقَ أَثَامَ اکیوی میتو مسو اری يضاعف له العذاب يوم القيامة အဲ့တော့မနေ့ပြန်ကယ်မတ်နေ့မှာသူ့ရဲ့စံစာသူ့ရဲ့အပြစ်ဒဏ်ကိုလာရှိမကထပ်တိုးပြီးပေးထပ်တိုးပြီးပေးမယ်ဘယ်လောက်ထပ်တိုးပြီးပေးမလဲတော့အလားပဲတည်အဲ့တော့ထပ်တိုးပြီးပေးမယ်အဲ့တော့ဒီအပြစ်ကြီး၃ခုကဘယ်လောက်တောင်ကြောက်စရာကောင်းလဲရှိရစ်လောက်ချင်းလူတယောက်ကိုမတရားသဖြင့်တပ်ဖြတ်ချင်းဇေနာကျူးလွန်ခြင်းဒီအချက်၃ချက်တည်း ဒီအချက်၃ချက်ကိုကျိုးလွန်နေသူအတွက်ကျွန်တော်ကုရ်အန်ရဲ့အာယတ်မှာကျွန်တော်တို့ကိုသတိပေးထားတယ်ယူဒါအစ်လဟူလ်အဇာဘူယောမလ်ကီယာမာမရမီကီယာမတ်ဒီမှာသူ့ကိုအလ္လာဟ်ရှိမတ်ကထပ်တိုးပြီးတော့အဇာဘ်ကိုပေးမှာဖြစ်တယ်အဲ့ဒီအပြင်ကိုအဲ့လိုထပ်တိုးပြီးအဇာဘ်ပေးမှာဖြစ်တဲ့အပြင်ကိုဝယခလုဒ်ဖီဟီမူဟာနာသူဒီအဲ့ဒီအပြစ်ဒဏ်ထဲမှာထာဝရရှိနေမယ်အမြဲရှိနေလိမ့်မယ်ဆိုပြီးကျွန်တော်ကုရ်အန်ကမရှိတာတယ်တော်တော်ကြောက်ဖို့ကောင်းတယ် ကိုနာကြီး၃မျိုးပဲအဲ့တော့ကာဖာတူဟာအီမန်မယူခြင်းလူတယောက်အီမန်မယူဘူးဆိုတာဇင်ဒဂီကခဏလေးပဲအသက်60-80ပေါ့အလုံးအကျွံ80တရားသူအီမန်မယူတော့တာဒါပေမဲ့သူ့ဟိုမှာဂျဟန္နမ်ချတာထာဝရအဲ့လိုပဲလူတယောက်အီမန်မယူသွားတယ်အသက်40-50 60အီမန်မယူပြီးတော့သူတည်သွားတယ်ဟိုဘက်မှာသူ့ကိုထာဝရသူဂျန္နတ်ကိုရရှိတယ်ဒါဒါဟာဘာကြောင့်ထာဝရပေးရတာလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုရားရှင်တွေဘာထောက်ပြလဲဒါဒီနီယက်နဲ့ဆိုင်တယ်သူ့ရဲ့နီယက်ဒီငါအသက်၄60အထိပဲအီမန်ယူမယ်အဲ့လိုမဟုတ်ငါရဲ့ဇင်းတကီအလထောင်းနဲ့ချီပြီးထားတာဟိုကယာမတ်နေ့တည်ထားတာမှာဒီအစ္စလာမ်ပေါ်မှာပဲယုံကြည်လက်ခံပြီးတောင်းမယ်ဆိုတော့ဒီနီယက်ကြောင့်လို့ရှင်ကဒီလိုဆော်ဝပ်တေဒီလိုအာဇာဘ်တေပေးခြင်းဖြစ်တယ်အဲ့တော့တော်တော်ကြောက်ဖို့ကောင်းတဲ့ဒီဂုဏကြီး၃မျိုးတွေကဒီတမျိုးကိုရှောင်ဖို့အတွက်နီလန်းကိုလောက်ရှိမဲ့က မိမိဖန်ဆင်းထားတဲ့မခလူကိုအရာတစ်ခုကိုကိုကတီထွင်ထားတယ်ဆိုရင်ဒီအရာနဲ့ပတ်သက်ပြီး तू ကအတိဆုံးပဲအဲ့တော့အလရှင်မဖန်ဆင်းထားတဲ့ဒီမခလူတွေနဲ့ပတ်သက်ပြီးအလရှင်မအတိဆုံးပဲဇေနာကျူးလွန်တဲ့အထိကိုမရောက်အောင်နံပါတ်1အနေနဲ့အမျိုးသားကိုရောအမျိုးသမီးကိုရောအလရှင်မကဘာလောက်ခိုင်းလဲဘာအမိတ်ပေးလဲမျက်လွာကိုထိန်ခိုင်းတယ်ကျွန်တော်ကုရမ်မှာအလရှင်မကအရတော်ချပြီးတော့အမိတ်ပေးတယ်ပိုးတယ် အိုတမန်တော်အတင်းပြောလိုက်ပါဘသူတွေကိုလဲလင်မိုမီနီမိုမင်တွေကိုအီမန်ချင်းတွေကိုပြောလိုက်ဘာပြောလိုက်ယဂုဒူမင်အဘဆာရီဟင်မင်းတို့ရဲ့မျက်လွှာတွေကိုအောက်ချတာမင်းတို့ရဲ့မျက်လွှာတွေကိုအောက်ချတာမင်းတို့ရဲ့မျက်လုံးတွေကိုထိမ့်ဝယဟ်ဖဇူဖူရူဂျဟွန်တစထဲမှာအမေ့ရှိတာဝယဟ်ဖဇူဖူရူဂျဟွန်အတူတူရဲ့အရှက်အင်္ဂါတွေကိုလည်းထိမ့်တယ်အဲ့တော့ဒီမှာကြည့် အတင်တို့ရဲ့မျက်လွာတွေကို ထိမ်းမျက်လွာတွေကိုအောက်ချထားအတင်တို့ရဲ့အရှိန်အငါတွေကို ထိမ်းပါလို့တဆက်ထိမ်းပါလို့ရှင်ကကျွန်တော်တို့ကိုဒရီပေးထားတာဆိုတော့ဒီမျက်လွာထိမ်းခြင်းနဲ့ဒီအရှိန်အငါထိမ်းသိမ်းခြင်းကိုတဆက်ထိမ်းမှတွဲပြီးတော့ဒရီပေးထားတာဖြစ်တဲ့အတွက်ဒီမျက်လွာထိမ်းခြင်းဟာလည်းဘလောက်တောင်ကျွန်တော်တို့အတွက်အရေးပါတယ်လေအရေးကြီးတယ်လေဆိုတော့ကျွန်တော်တို့ခံမှန်းလို့ရတယ်ကျွန်တော်ကုရ်အန်ကရှေ့ဆက်ပြောဇာလင်ကအဇကာလဟုမ်ဝအတ်ဟပ် เนาะ၎င်းတို့အတွက်ထိုသူတို့အတွက်အဲ့ဒီလိုမျိုးထိမ့်သိမ့်ခြင်းစောင့်ထိန်ခြင်းကသာအစင်ခြေဆုံးဖြစ်ပါတယ်ဆိုပြီးကျွန်တော်မျိုးကုရ်အန်ကအမိတ်ရှိတယ်အဲ့တော့ကျွန်တော်တို့ဇီနာကနေပြီးတော့တန်တန်လေးစင်စင်ကြဲကြဲလေးနေခြင်းလေဆိုရင်နီလန်ကကျွန်တော်မျိုးကုရ်အန်ကတင်ပြတယ်မင်းတို့ရဲ့မျက်လွှာတွေကိုထိမ့်မျက်လွှာတွေကိုအောက်ချတာဆိုပြီးကျွန်တော်မျိုးကုရ်အန်ကအမိတ်ရှိတယ်อินนัลลอฮะคอบีรุมบิมายัสลาอูน ထိုးသူတွေလုတ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့မုတ်ချိုင်ကံလို့ရှင်မြတ်ကအကျွင်းမဲ့ကြားတည်တော်မူသောအရှင်ဖြစ်တယ်အတွင်းအကျွင်းမဲ့တည်တော်မူသောအရှင်သခင်ဖြစ်တယ်ဆိုပြီးအလောရှင်မြတ်ကအမိတ်ရှိတာအဲ့တော့သူတို့လုတ်တဲ့အလုံးနဲ့ပတ်သက်ပြီးပဲအလောရှင်မြတ်တည်တာလားဆိုပြီးစောဒကဝင်အဲ့တော့သူတို့ပေါ်တင်ကြည့်တာပေါ့အရှင်ကဒဇိန်တန်တာဒီကိုကျွန်တော်တို့မျက်စိမထိန်ဘူးပေါ်တင်ကြည့်တာသူတို့လုတ်တဲ့ကျူးလွန်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးပဲအလောရှင်မြတ်တည်တယ်လို့မထင်နိုင်နဲ့ ခိုးကြောင်ခိုးဝက်နဲ့ကြည့်တယ်ဘယ်သူမှမတိလိုက်ဘူးဆိုရင်လည်းအလ္လာဟ်ရှိမတိတယ်ကျွန်တော်ကရန်ကအမေရှိတယ်ယာအလမ်မူခါအင်နတလ်အာယွန်မင်းတို့ရဲ့အရှုမျက်လုံးတွေရခိယာနတ်အလွဲသုံးစားပြုမှုကိုယာအလမ်ငါအရှင်ကတိတော်မူတယ်ဝမာတုခ်ဖစ်ဆူဒူမင်းတို့ရဲ့နှလုံးသားထဲမှာ ဖုံးထားတဲ့ဘယ်သူမှမတိအောင် ဖုံးထားတဲ့အရာတွေနဲ့ဖုံးကွယ်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လေငါအရှင်ကတိမြင်တော်မူတယ်ဆိုပြီးကျွန်တော်ကရန်ကကျွန်တော်တို့ကိုတတိပေးတာ အဲ့လိုပဲဒီကျွန်တော်ကုရ်အန်ကြီးရဲ့ရှေ့ဒီအာယတ်ပြီးတော့ရှေ့ဆက်အာယတ်တဆက်ထဲမှာပဲအလောရှိမြတ်ကမောမင်အီမန်ရှေအမျိုးသမီးတွေနဲ့ပတ်သက်ပြီးသတိပေးတယ်ဟိုကိုအိုတမန်တော်အတင်ပြောလိုက်ပါဘသူတွေကိုပြောခိုင်းတာလဲလီလ်မူမီနာတ်မွတ်စလင်မောမင်အီမန်ရှင်အမျိုးသမီးတွေကိုပြောပါ။ဘာပြောခိုင်းလဲ။ယောဒုဒနာမင်အဘဆာရီဟင်မင်းတို့ရဲ့အရှုတွေကိုမင်းတို့ရဲ့မျက်နှာတွေကိုအောက်ချတာမင်းတို့ရဲ့အရှုတွေကို အောက်ချတာပါမင်းတို့ရဲ့မျက်စီကိုထိမ့်ပါဝယဖောနန်ဖူရူဂျေဟွန်တင်မာရရဲ့အရှိန်အဟောင်းကိုအတင်မာရထိမ့်သိမ့်ပါဆိုပြီးချန်နယ်ကုရ်အန်ကအမျိုးသမီးတွေကိုလည်းဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီးတားမြစ်တယ်တူတူပဲဒီအထက်ကတော့ကျွန်တော်တို့မွတ်စလင် အမျိုးသားအမျိုးသမီးတူတူပဲမိုမင်အီမန်ချင်းအမျိုးသားဖြစ်စေအီမန်ချင်းအမျိုးသမီးဖြစ်စေဒီအချက်နှစ်ချက်အတင်တို့ရဲ့မျက်လွှာတွေကိုအောက်ချတာ အဲ့လိုပဲအတင်တို့ရဲ့အချက်အင်္ဂါတွေကိုထိမ်းမှဆိုပြီးကျွန်တော်ကရန်တက်ဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီးအမျိုးသားကိုယ်ကိုအမျိုးသမီးကိုယ်ကိုတောင်းနေတယ်ဒီအထိကတော့တတူပဲဒါပေမဲ့ရှေ့ဆက်ကျွန်တော်ကရန်ကဒီအမျိုးသမီးတွေအတွက်ထပ်ပြီးတော့ထိမ့်သိမ်းရမယ်လိုင်းနိုင်ရမယ်အချက်တွေကိုထပ်ပြီးတင်ပြတယ်ဝလာယူဘဒီနဇီနတဟူအတင်တို့ရဲ့ဇီနတ်လို့ခေါ်တဲ့လှပတဲ့နေရာတွေကိုမဖော်နဲ့ဝလာယူဘဒီနဆိုတာမဖော်ပြနဲ့လူတွေရှိမှမဖော်နဲ့ဝလာယူဘဒီနာ မထုတ်ပေါ်ပြနဲ့ဇီနတဟွန်းနာအတင်းတို့ရဲ့ဇီနတ်နေရာများလှပတဲ့နေရာဆိုလိုတာကဘာလဲဆိုတော့ဒီပညာရှင်တွေကဒီမှာဗာကြီးလေအလှတစားဆင်တဲ့ပေါ့လဝရဏအလှတစားဆင်တဲ့အစိတ်ပိုင်းတွေအဲ့ဒီအစိတ်ပိုင်းတွေကိုလေမဖော်ဖို့အချမ်းညကုရန်ကအမျိုးသမီးတွေကိုတတိပေးတယ်ဥမာလက်ကောက်ဝဲလက်ကောက်ဝဲဆိုလို့ရှိရင်ဒီမှာဟန်ချင်းတွေဝင်မယ်လက်ကောက်တွေဝင်မယ်ဒါဒီလှတဲ့အလှတစားဆင်တဲ့နေရာ အဲ့လိုပဲလေဝင်လေကုတ်လဆွဲကျိုးဆွဲမဲ့နေရာအဲ့လိုပဲနှာခေါင်းနှာခေါင်းဆိုတဲ့ဒါအမျိုးသမီးတွေဒီမှာနှာခေါင်းကနှာခေါင်းဒီနေရာကိုမဟုတ်ဒီမှာဘေးဦးနှာခေါင်းတော့ဒီအတောက်ဖောက်ပြီးတော့ဒီမှာအလှထဲလို့ပိုင်နေအမျိုးသမီးတွေအတွက်အဲ့တော့ဒီနှာခေါင်းအဲ့ဒီနေရာတွေနောက်ငကတ်ထဲတဲ့ဒီနာနာအဲ့လိုပဲခေါင်းခေါင်းမှလည်းတို့ဒီအလှဆင်လို့ရတယ်အဲ့တော့ခေါင်းသပင်း ဖုံးရမယ်အဲ့လိုပဲခြေချင်းဝက်မှာဒါအလတ်ဆင်းတဲ့နေရာပဲခြေချင်းဝက်ကလေးတွေအမျိုးသမီးရဲ့ခြေချင်းဝက်နေရာလေးတွေဒါဖုံးအောင်မယ်အဲ့လိုပဲလက်ချောင်းမှာလက်စုပ်ဝက်တယ်စသဖြင့်အမျိုးသမီးရဲ့လက်ချောင်းလေးတွေတော်တော်လေးတွေဒါလေးရလည်းဖုံးအောင်ရမယ်အဲ့လိုပဲလက်ဖမိုးလက်ဖမိုးပေါ်မှာလည်းအလတ်ဆင်းလို့ရတယ်လက်ဖမိုးဒါတွေကဖုံးအောင်ရမယ်အစိပ်ပိုင်းတွေကိုကျွန်တော်မြေခရန်ကတင်ပြတယ်အဲ့တော့ဒီနေရာတွေဟာတော့ဒါကျွန်တော်တို့မဟရမ်လို့ခေါ်တဲ့ဒုနဲ့နေကမပိုင်တော့ အမျိုးသားများရှိတယ်။နေကံမပိုင်သောဆွေမျိုးရင်းချများသူတို့အရှိမတော်တာဖော်လို့ရတယ်။ဥပမာအမျိုးသားတယောက်ရဲ့စက်တရလို့ခေါ်တာပေါ့အဆက်စက်တရဆိုပါလေအဆက်အဆက်အဆက်ဟာဘယ်နေပဲထိလဲချက်အောက်ကနေပြီးတော့ဒူးအောက်အထိချက်မပါဘူးအမျိုးသားရဲ့အဆက်ကချက်မပါဘူးချက်အောက်ကနေစားတယ်ဒူးအပောင်ဝင်ဒူးဖုံးအောင်ဒူးတစ်ခုလုံးဒူးကောင်းဖုံးပြီးဒူးအောက်အထိအဲ့ဒါအမျိုးသားရဲ့အဆက် အရာဒီအဆက်ဆိုတဲ့ဒီဆက်သက်ဒီအမြဲတမ်းအချိန်တိုင်းမှာဒါဖုံးအောင်ဖုံးအောင်ရမှာကိုယ့်ကိုတူးတည်းရှိလဲဖုံးအောင်ရမှာပဲအမျိုးသားအချင်းချင်းလဲဖုံးအောင်ရမှာပဲအဲ့ဒါကိုဆက်သက်လို့ခေါ်အဲ့တော့အမျိုးသမီးရဲ့အနည်းဆုံးဆက်သက်ကလည်းအဲ့ဒီအထိကိုပဲပြတာတဲ့ချက်ကန်နေသူအုပ်အထိအဲ့ဒါဒီအမြဲတမ်းဒါအနည်းဆုံးဆက်သက်ကိုပြောတာအရှင်းမဟိဂျာဘီအစင်နေတင်ပြအဲ့တော့ဖုံးအောင်ရမယ်အနည်းဆုံးဖုံးအောင်ရမယ်အစိပ်ပိုင်းဆက်သက်ဆိုတာက ဘလို့အချိန်မှဖြစ်ဖြစ်ဘသူအရှိမှဖြစ်ဖြစ်မလို့အဖင်းနဲ့ဖော်ခွင်းလုံးဝမရှိတော့နေရာများကိုစက်တလို့ခေါ်တယ်အချက်လို့ခေါ်တယ်ဥမာဘယ်အချိန်မှဖြစ်ဖြစ်ဖော်လို့မရဘူးဥမာနေမှဖြစ်စေညမှဖြစ်စေဟုတ်ပြီလားဒီအများနဲ့ရှိနေတဲ့အချိန်ဖြစ်စေတူးနဲ့ရှိနေတဲ့အချိန်ဖြစ်စေတူးတဲ့ရှိနေတဲ့အချိန်ဖြစ်စေအစ္စလာမ်ကကျွန်တော်တို့ကိုဘယ်လောက်ထိဆုံးပါလဲနောက်ဆုံးအိန္ဒာထဲမှာကိုယ့်ကိုယ်တို့ကိုအိန္ဒာထဲမှာအိန္ဒာတတ်တဲ့အချိန်အိန္ဒာတတ်နေတဲ့အချိန်မှာကအစား ဘူးကပါပဲလေအရှက်ပဲမလိုအိုက်ရင်မဖို့နဲ့အိမ်နာတက်တဲ့အချိန်မှာကအစအခုခေတ်အိမ်နာလို့ဆိုတာဒါအများကြီးအဆင့်မိသွားပြီအများကြီးတန့်သွားပြီအာအိမ်နာတဲမှာပဲဆိုပြီးအကုန်လုံးဆွဲလန်တာထက်ဆိုင်အစ္စလမ်သာသနာကကျွန်တော်တို့အမျိုးသားတွေပေါ့အမျိုးသမီးတွေပေါ့ဒူပေါင်းကိုဖုံးထားလို့ရရင်ဖုံးထားအောင်ဒါအောက်အစိပ်ပိုင်းမှာဖွင့်ဒူပေါင်းကိုဖုံးထားမလို့အပဲနဲ့ဒီကြည်တာတို့ ဟာဖော်တာတော့ဒါအဲ့ဒလောက်ထိအိမ်နာထဲမှာတူရဲရှိတဲ့အချိန်တော့အစ္စလာမ်သာသနာကကျွန်တော်တို့ကိုတားတယ်အဲ့ဒါဘလောက်ထိဖုံးအုပ်ဖို့အရေးကြီးလဲဆိုတော့ကျွန်တော်ဒီကနေပြီးတော့ခံမှန်းလို့ရတယ်သိရှိလို့ရတယ်အဲ့လိုပဲဘသူအရှိမမဘလူလူရှိမမဖော်လို့မရဘူးနော်အာအမျိုးသားတွေအချင်းချင်းပဲကွာငါတို့ယောက်ျားလေးအချင်းချင်းပဲကွာဆိုပြီးတော့လေပေါ်လို့ဒူပေါင်းပေါ်လို့ပြလို့မရဘူးအာငါတို့အမျိုးသမီးအချင်းချင်းပဲကွာဆိုပြီးတော့လည်းမရဘူးမောင်နှမအချင်းချင်းပဲကွာလို့လည်းမရဘူး တာဖတာမီဆိုပြီးတော့လည်းမရဘူးနော်မေဟရမ်နာမေဟရမ်ဆိုပြီးတော့လည်းပုံစံနဲ့မရဘူးနော်ဆယ်နှစ်ပြည့်တာနဲ့ကျွန်တော်တို့အစ္စလာမ်တရားနာခွဲအိတ်လို့ပြောတာမိဘနဲ့တာသမီးတောင်မှဆယ်နှစ်ပြည့်တာနဲ့အိယာခွဲလို့တော့ပြောတာဒီလောက်ထိကျွန်တော်တို့ပြထားတယ်အဲ့တော့ဘီလန်ဆိုလိုရက်လိုအပ်ချက်မရှိဘူးဆိုရင်ကျွန်တော်တို့ဖွင့်လို့မရဘူးလိုအပ်ချက်ရှိရင်တော့ရတယ်ဥမာဈေးကူတာကိုဈေးကူတာကိုဆောင်းဝင်ပြရမယ်ဒါလိုအပ်ချက်ဒါရတယ်အဲ့လိုပဲဇနီးမောင်နှံကိစ္စဆိုလို့ရှိရင်ဒါပိုင်တယ် ဒါရတယ်အဲ့ဒီပုံစံပဲအဲ့တော့ဒါလည်းလိုအပ်တဲ့လောက်ပဲလိုအပ်တဲ့လောက်ပဲလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့လောက်ပဲဖွင့်တာကဒါအကောင်းဆုံးဖြစ်တယ်အဲ့တော့ဒါအနည်းဆုံးအုပ်ကိုအုပ်ရမယ်မအုပ်မနေရအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေဒါအတိုင်းဒါဖြစ်တယ်အဲ့တော့ရှေ့ဆက်အမျိုးသမီးတွေအတွက်ကိုတင်ပြတယ်အမျိုးသမီးတွေရဲ့ဟီဂျာဘလို့ခေါ်တဲ့ပရဒါလောက်အပ်တဲ့အခုနကျတော့ပရဒါအဆင့်တော့မဟုတ်ဘူးနော်စတပ်လို့ခေါ်တဲ့အချက်မဖုံးမနေရကိုတယောက်တည်းရှိရင်လည်းဖုံးတာပါ ကိုတယောက်တည်းရှိရင်လည်းပေါ်လာလို့မရဘူးဆက်တက်ဆိုတာအဆက်ဆိုတာနားလည်လားမသိအခုအမျိုးသမီးတွေအတွက်နံပါတ်1ဟိဂျာဘ်ပရဒါဆိုတဲ့အဆင့်နံပါတ်1ကဘာလဲဆိုတော့ဒီမေဟရမ်မေဟရမ်လို့ခေါ်တဲ့ဒီဆွေမျိုးအရင်းချတွေအတွက်သူနဲ့နေကမပိုင်ဘူးနေကဟာရမ်ဖြစ်တော့အမျိုးသားများအတွက်သူတို့ရဲ့အရှိမဆိုလို့ရှိရင်ဒီအမျိုးသမီးတွေဒီအခုနာဆက်တက်အပြင်ကိုဒီအရှိဘတ်ယင်ဘတ်အချံအရှိဘတ်ယင်ဘတ်ဘိုက်နော်ပြီးအနောက်အကျော်ပြင်အဲ့တော့ဒီပခုံးကနေဒူးထီလို့ ဆိုအောင်ပါပေါ့အဲ့တော့အနည်းဆုံးအဲ့ဒါဒီအနည်းဆုံးအနည်းဆုံးအစင်ဒါဟိဂျာဘ်ဒါဒီဟိဂျာဘ်လို့ခေါ်တဲ့ပါဒါလောက်ဖို့တော့ဝါဂျစ်ဖြစ်တယ်ဟာငါတို့အဖေပဲငါအဖေပဲငါညီကိုမောင်နှမပဲငါသားပဲငါတို့မောင်နှမပဲဆိုပြီးတော့လေဒီဟာဆက်တဖုံးရပြီဆိုပြီးတော့ချက်ကနေဒူးထိပဲဖုံးပြီးထိုင်နေလို့မရဘူးเนาะအခုခေတ်ဝတ်တယ်လို့မျိုးဒီအားလေးပဲဖုံးပြီးတော့နေလို့မရဘူးဘိုက်တေး ကြောတွေတပြင်းလုံးအကုန်လုံးအုပ်ဖို့အတွက်ကဒါဝါကျစ်ဖြစ်တဲ့အမျိုးသမီးတွေနေတယ်ဒါအ ਨੇ ဆုံးဖြစ်တယ်ကျန်တဲ့အစိတ်ပိုင်းတွေကတော့ဒီမေဟရမ်နေရှိမှခေါ်လို့ရတယ်ကျန်တဲ့အစိတ်ပိုင်းဆိုတော့အခုဒူအောက်ကနေပြီးတော့ခြေတလုံးကနေအောက်ဒီလေဘင်းကနေပြီးတော့အပေါ်ပေါ့ဒါကိုအိမ်သူအိမ်သားတွေဒါကိုရဲ့မေဟရမ်တွေအရှိမှဆိုရင်ဒါဖော်လို့ရတယ်ဖော်လို့ရတယ်လို့ပဲရှယက်ကပြောတာဖော်ခိုင်းတာမဟုတ်ဘူးဖော်ပါတို့ရှိမှဖော်ပါလို့ပြောတာမဟုတ်ဘူးနားလည်လားမသိဘူးဖော်လို့ရတယ်ဖော်ခွင့်ရှိတယ်လိုအပ်ရင် ဒါကြောင့်မလို့ကိုဒီခလေးမွေးသားတဲ့အမျိုးသမီးဒီနိုးစုပ်ခလေးငယ်ကိုကိုရဲ့ဒီမိသားစုအရှိပေါ့အခုနောက်ပြောတဲ့မေဟရမ်လေးရဲ့အရှိမှာနိုးတိုက်ခွင့်ရှိတယ်လိုအပ်ရင်လိုအပ်တယ်လို့ဒါပေမဲ့အဲ့ဒီမှာလည်းအေဟတရားလုပ်လို့ရတာပဲဟိုဘက်လှည့်ပြီးတော့ဆိုတော့လောကောင်းတနည်းအကွဲမှာဆိုတော့လောကောင်းလုပ်လို့ရရင်အေဟတရားလုပ်တာအကောင်းဆုံးပဲအဲ့တော့ကျွန်တော်ကကုရ်အန်ကဘာတင်ပြလဲဝလာယူဘဒီနဇီနတဟွန်နာအတင်းတို့အမျိုးသမီးတွေကိုရဲ့ဒီအလားတစားဆင်တဲ့အစိပ်အပိုင်းတွေကိုမဖော်နဲ့တယ် မဖော်ကြနိုင်တဲ့အကြောင်းမျိုးကရန်ကပြောတယ်အီလာမဝဟာမင်းဟာလုံးဝရှောင်လို့မရတဲ့အမြဲတမ်းကြီးဖုံးမှုအတွက်ခက်ခဲတဲ့အစိပ်ပိုင်းတွေလောက်ပဲဖော်ခွင့်ရှိနေတယ်အမြဲတမ်းဖုံးမှုအတွက်ခက်ခဲတဲ့အစိပ်ပိုင်းတွေဆိုညံ့နာရှိမယ်လက်ဖွာရှိမယ်ခြေဖြားရှိမယ်အမျက်နှာကြီး24နာရီအကောင်လုံးအဖေရှိမအောင်အမေရှိမအောင်အကောင်လုံးတာသမီရှိမအောင်အုပ်ထားဖို့ဆိုတာလုံးဝမလွယ်ဘူးအဲဒါကြောင့်အဲ့ဒီအစိပ်ပိုင်းဖော်လို့ရတယ်ညံ့နာဖော်လို့ရတယ်နောက်ခြေဖြားလက်ဖြား ခြေဖျားဒီလက်ဖွာတို့ခြေဖျားလက်ဖျားဒါပေါ်လို့ရတယ်ဒါတော့မေဟရမ်အရှိမကျွန်တော်ကုရ်အန်ကတင်ပြတာမေဟရမ်မေဟရမ်ဒီဆွေမျိုးရင်းချာတွေတာသမီတွေဒါအဖေတွေရောက်ခတိတွေအစသဖြင့်ဟိုညီကုံတော်မောင်မအရင်ချာတွေအဲ့လိုမေဟရမ်နေအရှိမတော်မှကျွန်တော်ကုရ်အန်ကတင်ပြတာကအဲ့တော့ဒီခုနပြောတဲ့အလှတစားဆင်တဲ့အစိပ်ပိုင်းလေးတွေဒီလေဘင်းတို့လေဂုတ်တို့လက်ဖမိုး ဒီခြေချင်းဝယ်ပါနေစသဖြင့်ခြေတလုံးအဲ့ဒါတွေကအစဖုံးအုပ်ချင်းကပိုကောင်းတယ်ဆိုပြီးကျွန်တော်တို့ကံကတင်ပြတာဒါအောက်လာကိုတင်ပြတာပိုကောင်းတယ်ဖော်ခွင်းတော့ရှိတယ်ဖော်ခိုင်းတာမဟုတ်ဘူးဖော်ခွင်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုတတ်နိုင်တဲ့လောက်စင်ကျင်တာဒီအကောင်းဆုံးပုံစံဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်အဲ့တော့ဒါနံပါတ်1အဆင့်ဟိဂျပ်နံပါတ်2အဆင့်ဟိဂျပ်ကဘာလဲဆိုတော့မျိုးသမီးတွေအတွက်နမတ်ဖတ်တဲ့အခါ နမတ်စပါတဲ့အခါမှာဒီမျက်နှာခြေဖျားလက်ဖျားမှလွယ်ပြီးကျန်တဲ့အစိပ်ပိုင်းအားလုံးအုပ်ထားစပင်းလည်းအုပ်ထားရမယ်နရွက်လည်းအုပ်ထားရမယ်ခြေမျက်စိလည်းအုပ်ထားရမယ်အဲ့တော့ခြေဖျားလက်ဖျားလေးနဲ့မျက်နှာမှအပမျက်နှာကိုတော့နိကပ်ချပြီးနမတ်စပါစရာမလို့အဲ့တော့မျက်နှာဖော်ခွင့်ရှိတယ်အဲ့ဒါနမတ်မှအုပ်ရမယ်အပိုင်းအဲ့တော့ဟိဂျပ်အစစ်နံပါတ်3အနေနဲ့အမျိုးသမီးတွေအတွက်ကဒီနာမဲရမ်နေအရှိနာမဲရမ်ဆိုတာဒဇိန်းနေရှိပေါ့ဘုန်းတော်လိုပြောတဲ့မဲရမ်ဟိုအရင်ချတွေမဟုတ်ဘူးဒဇိန်းနေအရှိဆိုလို့ရှိရင် ဒါတကိုယ်လုံးဖုံးအောင်ရမယ်အတန်ပါဘောပတ်တာလို့ရမယ်အဲ့တော့တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကုရ်အန်ကတင်ပြတယ်ဖလာတခ်လောအနာဘီလ်ကောလ်ဖလာတခ်လောအနာဘီလ်ကောလ်အတန်ကိုခပ်ပြက်ပြက်ပဲပြောရမယ်ခပ်မှန်မှပဲပြောရမယ်ဆွဲဆောင်မှုပါတဲ့အတန်မျိုးလုံးကမရှိအောင်အနည်းဆုံးအနည်းဆုံးအတူဆုံးပဲပြောရမယ်ဥမာဖုံးလာတယ်အိမ်မှာအိမ်မှာယောက်ျားသားရှိတယ်မိမိရဲ့လင်ယောက်ျားရှိနေမယ်တို့မဟုတ်မိမိရဲ့သားသမီးရှိနေမယ်

အာဒုနီယာရဲ့အဆင့်အတန်းအာပြောတာမင်းတို့ဒုနီယာမှာဒီလောက်လူတွေလာကဘာပေါ်ရောက်နေပြီဒုနီယာကြီးကဘလောက်တိုးတက်နေပြီမင်းတို့မော်လီဆက်တွေဒီတွေကမထွက်သေးဘူးလို့ပြောကြတဲ့လူတွေရှိတယ်ကျွန်တော်မောမင်းနေတရိထားပါအမှန်ချင်းနေကျွန်တော်တို့အစ္စလာမ်သာသနာမှာစီးပွားရေးလုပ်ပြီးတော့ပတ်စံရှာဖွေဖို့ပဲဒုနီယာမှာအေးဆေးနေရဖို့ပဲအရာကြီးကပဲနံပါတ်1နေရာမှာမဟုတ်ဘူးအလောရှင်မြတ်ကျင်းနှစ်နှစ်တက်မှုကသာနံပါတ်1နေရာမှာရှိတယ် ကျွန်တော်တို့ဒုနီယာမှာနေတာဒုနီယာရဲ့ဇရူရတ်လိုအပ်ချက်ဒုနီယာရဲ့ရှာဖွေမှုဒါဒီလိုအပ်တယ်လို့တစ်ဖက်ကအလောရှမေပေးတဲ့ဖရက်ဝါဂျစ်တောင်းဝင်နေပြီလေကျွန်တော်တို့အနည်းဆုံးအဆင့်နဲ့တော့ကျွန်တော်တို့ခြေပြီးတော့ကျွန်တော်တို့သွားရမယ်ဒါမှမူမင်တယောက်ဖြစ်မှာအဲ့တော့ဟာငါတို့ကခစ်ကဘယ်ကိုရောက်နေပြီပြန်ကြည့်ပါအောင်နင်တို့မော်လီဆက်တွေကအဲ့ဒီမျက်လွာထိန်းနေတဲ့ဒီမျက်နှာအောက်ထဲရနေပြီးတော့ဒီဟာတွေကနေမထွက်သေးဘူးလို့ဒါပြောကြတာအီမန်ကြီးခတ်တရာရှိတယ်ဒါကျွန်တော်တို့မော်လီဆက်တွေပြောတာမဟုတ်ဘူးကုရန်ကိုပြောတာကုရန်ကိုလမ်းဖတ်ပါ ဆူရတုနူရ်ရဲ့အာယတ်နံပါတ်30မှာပါတယ်31မှာပါလေးလာပါဒါတော့ပတ်တိုင်းဟုတ်ကမဟုတ်သေးဘူးအစ္စလာဟီမဟာရှရတ်အစိမ့်မရှိသေးတယ်အင်ရှလာတစင်းတစင်းကျွန်တော်တောင်းမယ်နောက်နောက်ပတ်ဒီမှာကျွန်တော်ဒီပတ်တိုင်းဟုတ်ကကိုတောင်းမယ်အဲ့တော့ဆူရာအာဟဇာဘ်မှာပတ်တိုင်းဟုတ်ကကိုတိချပြလာတယ်အဲ့တော့ကျွန်တော်တို့အစ္စလာမ်နေဘက်ကိုကျွန်တော်ကုရ်အန်ဒီကျွန်တော်တို့ရဲ့လမ်းညွန်ချက်ကြမ်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘက်မှာတိတိကျကျလိုင်းနာနိုင်ဖို့အတွက်ကိုကျွန်တော်တို့ دن دن سرحا میں سناشی آ میں انہوںس چنورو ٹاؤ ان چیروسی رواجی ازن بھی رو پیو بیو بس تین لائن نوپما وے سدو میں ارو دی چن میں لکشمی گا بید گاشی وے اردو دس ماں میارے چنرو پی بیوا مل ملیں نامزوںسین گرو چنرو یام او, او یہ نام မျက်နှာခြေဖျားလက်ဖျားပေါ်ပြီးတော့မုဆမန်အမျိုးသမီးတိုင်းဒီပရဒါနဲ့ရှိနေတင့်တယ်ဆိုတော့ကျွန်တော်ဒါအနှစ်ချုပ်အနေနဲ့ကျွန်တော်အတိပေးရင်းနဲ့ဒီအပတ်ရဲ့ဇာတ်ကိုရက်တံပါတယ်အင်ချလာဒီအာယတ်ရဲ့တက်စီကိုရှေ့ဆက်လာမယ့်ပတ်မှာတင်ပြတော့မယ်လက်ရှိကျွန်တော်အပောင်းဝင်အားလုံးကိုဒီပေါ်မှာအမလုံးနိုင်စွမ်းလက်ရှိချင်းမြင်တော့ဘူးပါမတ်တက်စီဖြစ်နေတယ်